က်လို့ရတာတော့မရှိပါဘူးအခုလုံးကအားပြိုင်မှုမတူဘူးလေ on stage ကြတော့ play ဆိုတဲ့ကောင်းစင်အောင်မှာဘာလို့ရလဲဆို over acting လုပ်ပါတာအတန်ရောဟန်ရောဟုတ်အဓိကကတော့ကျွန်တော်ပြိသက်အားပေးတာကိုဓာတ်ရိုက်သိရတာပေါ့နော်တခါကြီးကျဓာတ်ရိုက်သိရတဲ့အခါမှာပူပြီးတော့အဲ့လိုပူကောင်းသွားတာပေါ့နော်သူတို့အားပေးတဲ့အချိန်မှာခါလီကျွန်တော်တို့ဆိုလို့ပဲအာတကယ်အားပေးတဲ့အချိန်မှာဟိုးစင်ထိတ်ထိရောက်သွားတာ အဲ့လိုပေါ့ပျော်ပြီးတော့အဲ့လိုမျိုးလေးတော့စိတ်မှာပူကောင်းတာမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါပြဆက်လေးတိုက်နေလို့ဒီရဲဆိုပြောပြပါဟုတ်ပြဆက်လေးတိုက်နေပါတယ်ဟုတ်ငလင်းအတွက်ပြဆက်လေးတိုက်နေပါတော့ကျွန်တော်ဒီကိုရေတူတူပေါ့အောင်ခင်မင်းကဦးစီးတာပေါ့ဟုတ်ကျွန်တော်တော့ဒုတိယတစ်ခါတော့ပေါ့ကျွန်တော် host တစ်ခါတော့တော်တော်ကြာပြီအဲ့တော့တိုက်ကြည့်တာဟုတ် ။အဲ့တော့ကောက်ဘူးလေပြော။ဟုတ်ဟုတ်ကျွန်တော်ကတော့တက္ကသိုလ်မှာကောက်ဘူးလေအငိမ့်နေပြဆက်တွေ။ဟိုတက်တော့တာစေတက္ကသိုလ်စာလွန့်အကုန်လုပ်တယ်။ကိုနှစ်ကိုလည်းကလည်းသူများနဲ့လည်းကလည်းအဲ့လိုကရင်လည်းတနေ့တနေ့ကုန်ကုန်ပဲ။ဟုတ်ကဲ့ရှင်နဲ့တောင်ပေါ့နော်ဟုတ်ကဲ့အော်ဆက်ကြောပြက်နေလို့လည်းမင်းသားတွေဖြစ်နေ ready for takeoff. ဒီလိုရှာတာတော့မရှိပါဘူး။အခုလုံးဝအပြိုင်မှုမတူဘူးလေ။ on stage ကြတော့ play ဆိုတဲ့ကောင်းစင်အောင်မှာမလုပ်ရလဲဆို over acting လုပ်ပါတာပေါ့အတန်ရောဟန်ရောဟုတ်အဓိကကတော့ကျွန်တော်ပြိတ္တအားပေးတာကိုဓာတ်ရိုက်သိရတာပေါ့နော်တခါကြီးကျဓာတ်ရိုက်သိရတဲ့အခါမှာပူပြီးတော့အဲ့လိုပူကောင်းသွားတာပေါ့နော်သူတို့အားပေးတဲ့အချိန်မှာတခါလေကျွန်တော်တို့ဆိုလို့ပဲအာတကယ်အားပေးတဲ့အချိန်မှာဟိုးဆင်းထိတ်ထိရောက်သွားတာအဲ့လိုပေါ့ပျော်ပြီးတော့အဲ့လိုမျိုးလေးတော့ state မှာပူကောင်းတာပေါ့ဟုတ်အဲ့ဒါကတော့ရည်စရာပြောလိုက်ပြီမယ်မရည်ရသွားတာဆိုတော့ဟိုက ဟိုအကိုသုံးမကြလာလဲပါမှာပေါ့နော်ကိုကြီးအောင်မပြောနိုင်ခဲ့ရလဲပါရင်ပါမှာပေါ့လေနော်ဒါပေမဲ့နောက်တစ်ခုကသူတို့ ਨੇ relic မဖြစ်နေတဲ့ဟာတာလည်းဖြစ်ရင်ဖြစ်နိုင်တာပေါ့အဲဒါကြောင့်အဲ့အချိန်တွေဖြစ်ပေါ်လာမှပဲမူတည်ပြီးမှပဲလောက်အောင်ကိစ္စဖြစ်နေရဲဆိုတော့အခုပြောဟိဆိုတော့လည်းအပြည့်ရှိပါတော့ဒါခုနကပြဿနာတိုက်နေရလေးတွေ့တယ်ကြီးလဲကြီးနေရတယ်ပေါ့နော်ဒါဖိနေပါနဲ့ယူရတယ်ဆိုတော့ခုလေးတွေ့ရတယ်ဒီရလေးကဘယ်လိုကြောင်ကြီးရမလဲဒါကြီးတဲ့ပြိတ္တာပေါ့ ဘယ်လိုရအောင်ရမလဲဆိုတော့အဲသူတို့နဲ့ကိုက်ညီတဲ့ဟာသူတို့အတွက်ဟားကြစေမယ့်ဟာဆိုတော့ရေကောင်းရေနိုင်ပါတယ်เนาะဟုတ်တယ်အာကျမတို့ကမလို့ရတာတော့ဘယ်လိုခန်းလေးကြီးပါလာလဲကျွန်တော်ကအချက်သမားနှစ်ကမှာဩတောက်တောက်တော့ဘူးပေါ့နော်ဖျားဖျားကတော့နည်းဖုံးအောင်ဝင်လာဘာလို့အောင်အချက်သမားလိမ္မာခွင့်မပေးကြဘူးတကယ်မတော့ခိုင်းဘူးလေဟုတ်လေဒါကရက်တာပြပြအောင်လို့ ဲ့တော့ငွေတော့ကျွန်တော်တို့ကအာတက္ကသိုလ်မှာဇာတငယ်ချင်းနေနေဆိုတော့အခုက professional မဟုတ်ကြဘူးအဲ့တော့အမှဆင်းနှမတော်တော်တောက်ကြတယ်တောက်ပြန်ဘာလုပ်လဲဆိုသူများပြက်လုံးကပူရမယ်ထင်လို့ပြက်လုံးတွေလူပြောကြတာအဲ့လိုမျိုးတွေရှိကြပါဘောနော်အမှတ်တရပါတငယ်ချင်းတို့အဲ့ဒီအဲ့ဒီစင်အဲ့ဒီတကယ်အစိမ်းကြလို့ရှင်လေပိုးကြီးပြင်းပြန်အောင်တကယ်တော့မတော်ပါဘူးမတော်ပါဘူးအဲ့လိုတွေမလုပ်ပါဘူးလမိုင်းမကပဲနေဦးအကက်လွန်ပြီးတော့ဈေးမွားမနေစွဲချာနေအောင်တော်တော်မနေလိုက်ထိုင်ရမှာတော်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  ချစ်ဆုံးပါချစ်ဆုံးအပေါင်းအပေါင်းတိုင်းချင်းတော့ဆုံးပြီပဲဘာနဲ့ကပြောနေတာလဲမေးသားနေတယ်နော်စကလုံးကြီးတွေအရမ်းမိုက်တယ်ဘယ်လိုပြောချင်တာမရှိဘူးတော်တော်ကြည့်ရအောင်အော်ဖောက်ထားတာပေါ့လေနော်တယောက်ကတယောက်ကဟိုကျောဘောလုံးကန်လို့ပေါ့ကောလေဘောဘောလုံးအတင်းလို့ပဲတယောက်ကကန်တယောက်ကမြောက်ပေးတယောက်ကကောင်းတိုက်အဲ့လိုအဲ့လိုပေါ့အာကျွန်တော်ဘယ်လေဟိုပါဘောဖေးရဲ့ဖေးရဲ့ချစ်ချင်ဆိုတော့ တော့မိတွေးပေါ့အဲ့ဒါမိတွေးနေတယ်မိရပါဟာဒါမိတွေးလတ်လာလေးပေါ့โอเคအော်ကျွန်တော်ဒီကျွန်တော်တို့ရုပ်ရှင်ကတော့10ရက်နေ10ရက်နေဂျန်နဲ့တပင်ဂီတာကတော့နောက်2ရက်ဂျန်သေးရေပေါ့နော်အဲ့တော့ကျွန်တော်တို့အပိပေးပါအောင်လို့ဒါလည်းအလူလေးတစ်ခုပါโอเคအာကျွန်တော်ကတော့အဲ့လိုမန်လေးသားလေးဖြစ်တဲ့အငင်းနေပြတ်တဲ့အငင်းနဲ့အကြိုက်တာအဲ့တော့ ဘယ်ဘယ်ကောင်းစင်နဲ့ကရမလဲဆိုတာအများနဲ့တွေးနေတာသူကအင်္ဂလင်ဘေးနဲ့ပတ်သက်ပြီးတော့အဲ့လိုတစ်ခုလောက်ချင်တာမျိုးရှိခဲ့တာပေါ့နော်အမဟိုတနေ့ရက်လည်းပြောပြကြရတယ်ပြောပြရင်လည်းဒီနေ့ဖုန်းဆက်လာတော့အချက်ချင်းပဲအဲရောက်လာတာပေါ့နော်အဲကိုရဲ့တက်နိုင်သမျှအမှုပညာနဲ့ဒီအလှူပါငလင်ဘေးမှာခွင့်ရတဲ့အတွက်လည်းတကယ်ကျေးဇူးတင်ပါတယ်ဝမ်းလည်းဝမ်းတာပါကျေးဇူးတင်ပါတယ်